အခြေအနေရကြည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာအကြပဲရောက်နေတာမျိုးရှိတယ်။ဒါပေမဲ့တချို့သောမြို့တွေပြန်သိမ်းနေတာတွေရှိတာပဲပေါ့နော်။စစ်တိုက်ဖို့လို့ကိုကျမတို့ကအထွေထွေထိုးစစ်ပေါ့နော်။ဒီတိုင်းဒီလုံးခုခံတွန်းလှန်စစ်ပေါ့လေ။ခုခံတွန်းလှန်စစ်ဆိုပြီးတော့မှကော့ခေါ်ပြီးတော့ကိုတွန်းလှန်ခဲ့ကြတာအဲလုံးစုံတွန်းခဲ့ကြတာဖြစ်တယ်။အဲ့တော့အဲ့ဒါကိုအန်ယူဒီကပဲကျင်နာခဲ့တာလေနော်။တိုက်မယ်ဆိုပြီးတော့အဲ့တော့ပြောချင်တာကဟိုအန်ယူဂျီကစစ်မတိုက်ပဲရက်နေတဲ့ရက်တရက်မှမရှိဘူးလို့ပဲပြောရမှာပေါ့လေ။ဒီအခြေအနေဒီခက်ခဲတွေကိုကျမတို့ အတူတူကြော်လွားကြပါမယ်။ကျမတို့လူချင်းအတူတူရှိနေတဲ့အန်ယူဂျီကောင်းဆောင်တွေလည်းရှိကြတယ်မြေပြင်မှာထို့တူကျမတို့ online ကနေပဲဖြစ်စီပေါ့နော်စိတ်သက်ရေးရအရာကျမတို့ကိုတာဝန်ရောက်တဲ့နေရာမှာကိုတာဝန်ကိုထမ်းဆောင်ပြီးတော့တော်လိုင်းရေးနဲ့အတူရဲဘော်တွေနဲ့အတူတူရှိနေပါတယ်လို့ကျမအနေနဲ့အားပေးချင်ပါတယ်။အားလုံးအာ fighting ပါလို့နော်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ NUG စစ်မတိုက်ဘူးလို့ပြောဆိုဝေဖန်နေကြသူတွေကို NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်က ပြန်လည်တုံ့ပြန်လိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒီချင်းချင်းဆွေးနွေးလာရပြီးတော့အာဆီယံတောင်ဆီနဲ့ဆွေးနွေးအဲ့လိုအဲ့လိုပြောလို့ရတယ်ဟုတ်ကဲ့သူနဲ့ဆွေးနွေးတာတော့သူကတော့အဓိကသူ့ရဲ့ဒီ envoy ရဲ့အလုပ်ကိုသူတို့ရှင်းပြတယ်အာဆီယံဥက္ကဋ္ဌရဲ့ mandate ကဘာတွေရှိလဲဆိုတာကိုရှင်းပြတယ်ပေါ့နော်ရှင်းပြပြီးတဲ့ခါကျရင်တော့ဆွေးနွေးတဲ့အခါမှာတော့ဒါကျမတို့အချင်းချင်းကြီးပဲဆွေးနွေးကြတာဖြစ်တယ်ဒီသဘောထားတွေပေါ်မှာကျမတို့ဘယ်လိုချင်းကပ်ကြမလဲအဲဘယ်လိုမျိုးအဲ positioning ယူကြမလဲပေါ့နော်ဆိုတော့အဲ့အရာတွေဆွေးနွေးပြီးတဲ့ခါကျတော့မှာ ဒါပြီးတဲ့ခါကြတော့မှကျမတို့ထင်မှာသဘောတူညီချက်ရပြီဆိုတဲ့ခါကြတော့မှဒီဟာကိုကျမတို့ဥက္ကဋ္ဌစီကိုအာဆီယံဥက္ကဋ္ဌစီကိုဒါကျမတို့ရဲ့သဘောထားဖြစ်တယ်အဲအာဆီယံဒီအာဆီယံကိုတောင်းဆိုချင်တာ ਈ ပေါ့နော်အဲဒါတွေကိုကျမတို့ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဟုတ်ကျွန်တော်အခုအာဆီယံ KTC ကိုမှတို့တင်ပြအောင်ပေါ့အခုဟိုဘယ်လိုပြောလို့ရမလဲကျွန်တော်အခုတော့ကျွန်တော်ဖေးတောင်းဆိုတာပေါ့လေမလေးရှားကအခုလေးလာသူတော့မလှုပ်ဘူးလို့ကျွန်တော်ကြားရတယ်ဆိုတော့အာဆီယံသဘောထားကအခုရုပ်ကောက်ကလက်မခံဘူးကျွန်တော်တောင်းဆိုတာပေါ့အာဆီယံသဘောထားဘယ်လိုရှိလဲပြောလဲလက်ခံလားလက်မခံဘူးလားအဲအာဆီယံရဲ့သဘောထားလို့ပြောဖို့ဆိုရင်တော့အာတို့အခုလာမဲ့ အထက်သီးစီးဝေးမှာဆွေးနွေးကြမှာပေါ့နော်ဆွေးနွေးကြမှာဆိုတော့ဒါကြောင့်ကျမတို့တွေကဒီ ASEAN ဘုံသဘောတူညီချက်နဲ့အကင်ညီမှုမရှိဘူးဆိုတာကိုကျွန်တော်တို့ကထောက်ပြခဲ့တာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ ASEAN 5.0 consensus ASEAN ဘုံသဘောတူညီရဲ့၅ချက်ထဲမှာလည်းပါတဲ့ကိစ္စမဟုတ်ဘူးအခုဆက်ဆက်အလုပ်မယ်ရွေးကောက်ပွဲရပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုဟိုမထင်မှတ်မြင်ပြုတ်ပြီးတော့သူ့လုံချင်ရသူ့လုံနေတဲ့ကိစ္စကို ASEAN ကခွင့်ပြုမယ်ဒါမှမဟုတ်ရင်လိုက်လျောမယ်ဒါမှမဟုတ်လည်းလေးလာသူတွေဘာတွေလုပ်ပြီးတော့ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ ASEAN ရဲ့အခန့်ကဏ္ဍကမြန်မာနိုင်ငံလိုပေါ့လေဒေတာတွင်းမှာ လက်နဲ့နဲ့အုပ်အုပ်ဆိုးလို့တဲ့သူတွေရဲ့နောက်ကိုပဲကောက်ကောက်ပါအောင်လိုက်ရတဲ့သဘောမျိုးဖြစ်ပြီးတော့အာဆီယံအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအချက်တွေတို့ကတော့အခြေခံပြီးဆွေးနွေးကြတာဖြစ်ပါတယ်ဆိုတော့စောင့်ကြည့်ရမှာပေါ့လေနော်အာဆီယံထိပ်သီးအစည်းအဝေးဘက်မှာခေါင်းဆောင်တွေဘယ်လိုပြန်ပြီးတော့ဟိုတုံ့တက်ကြမလဲဆိုတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ထိပ်သီးအစည်းအဝေးကမကြခင်ဆက်တော့ပေါ့နော်ကျွန်တော်စောင့်ကြည့်ရအောင်ပေါ့ဟုတ်နော်ကျွန်တော်တဆက်တည်းမေးချင်တာကမလေးရှားပြောတာကတို့မလှော်ဖို့လေးလာသူမလှော်ဖို့များတာပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ကြားရတယ်ကြတော့ကျွန်တော်မေးချင်တာကဒါစစ်ကောင်စီဘက်ကပြောတာပေါ့ဗျာတလောကရှေ့တီမောနိုင်ငံချင်းဝင်ချင်းနဲ့နေပြီးတော့တော်ပြီးဆွေးနွေးတော့ ဒါစကောင်းကြီးပြောတာဒီမော့ပဲပြောတာကျွန်တော်မကြားတယ်ဘူးအဲဆက်တော့ပြောတာကတော့အဲသူတို့အစီအလဲဝေဖို့အတွက်ဟိုဒါအင်ယူဂျီကိုလက်မခံတော့ဘူးပေါ့ဒီအရှိဒီမော့ကအဲ့လိုပြောတယ်ဗျဘယ်လိုများကျွန်တော်ဘယ်လိုနားလဲလို့ရအောင်အမ်အဲ့တော့အခုလာမယ့်ထည်သီးကိုပဲကျမတို့စောင့်ကြည့်ပါလို့ပဲဒီပြည်သူတွေပြောကြည့်နေဆိုတော့ဒီ ASEAN အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ဆိုလို့ရှိရင်တော့အဲ live ပါဆောင်ရွက်ရတဲ့ procedure တွေတော့ရှိတာပေါ့လေဆိုတော့အာကျမတို့ခုနထည်သီးစီဝေးပြီးလို့ အာဆီယံဝင်ခွင့်ရရင်ဘာဖြစ်မလဲပေါ့နော်အဲဒီမောအနေနဲ့ပေါ့နော်ဒါကိုပဲကျမတို့စောင့်ကြည့်ရမယ်လို့ထင်ပါတယ်ဒီချိန်မှာတော့ကျမတို့အနေနဲ့ဒီကိစ္စကို NUG အနေနဲ့အဲမှတ်ချက်မပေးတာဟာပို့ပြီးတော့ကောင်းမယ်လို့ကျမအနေနဲ့မြင်ပါတယ်ဟုတ်အာဆီယံပေါ့ကျွန်တော်တို့ဒီပြဆိုလို့ရယူရင်ဖက်မှာတော့ဥကြုံမတော်ဆက်ရှိတာပေါ့နော်ဆိုလို့ရအီးပေါ်တော့ကိုယ်စလဲမလုပ်ဘူးလို့ခင်ဗျာကျွန်တော်ပြောလာတွေ့လိုက်ဆိုတော့အာဆီယံပြင်တခြားဒီပါရဲ့ဒီကျွန်တော်တော်လိုင်းပေါ်မှာသဘောထားပြလို့ရှိတယ်ပြောလို့ရအများများဆက်ဆားတော့ပြောင်းလဲတော့မရှိပါဘူးခုနအာဆီယံ အနေနဲ့ရောခုန EU ဆိုလို့ရှိရင်လည်းပဲဒါဒါဒီအခုစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကအာဒါဟိုတရားမျှတမှလည်းမဟုတ်ဘူးမြန်မာနိုင်ငံရဲ့အခုဖြစ်ပျက်နေတဲ့အခြေအိုလည်းရှာနိုင်မဲ့ထွက်ပေါက်လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကိုတို့လက်ခံကြရတဲ့သဘောပါပဲဆိုတော့နိုင်ငံတော်တော်များများအထူးသဖြင့်စုဖွဲ့မှုတွေနဲ့ပြောရင်အခုအာဆီယံအဖွဲ့အစည်းထဲမှာဆိုလို့ရှိရင်လည်းပဲအဲဟိုသဘောထားက အကုန်လုံးကသွားမယ်ဆိုရဲသူတွေမသွားမယ်ဆိုရဲလူတွေ ਨੇ ရှိနေနိုင်တယ်ဒါပေမဲ့အားလုံးရဲ့စုံချက်ကတော့ခုနပြောတယ်ပေါ့နော် ASEAN 5 point consensus ကိုသူတို့ဘယ်လိုပြန် review လုပ်ပြီးသွားကြမလဲဆိုရဲပုံမှန်အမှုဒီမှာထို့တူပဲ EU ကတော့ရှင်းလင်းတယ်အဲသူတို့ပို့မှာမဟုတ်ဘူးပေါ့နော်ထို့တူပဲ UN ဘက်အချမ်းပါလဲပဲ အဲဒီပေါ့နော်အဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီအဖွဲ့အစည်းအနေနဲ့ကတော့လှုပ်ဖို့လို့တော့ခင်းရင်းလိမ့်မယ်လို့တော့ကျမတို့မြင်နေဒါပေမဲ့အဲဒီဖြစ်လာတော့မှပဲကျမတို့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ဘလို့နိုင်ငံတကာအခြေအနေရှိတယ်လဲဆိုတော့အများစုကတော့အကောင်းမမြင်ဘူးဒါအဖြေမဟုတ်ဘူးဒီရွေးကောက်ပွဲစစ်ကောင်စီကအတင်းစွတ်လုပ်ပြီးလို့ရှင်လဲပဲအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးပြဿနာတွေစီးပွားပြဿနာတွေအကြမ်းဖက်မှုတွေအဲဒီလူသားမျိုးနွယ်ပေါ်မှာကျူးလွန်နေတဲ့ယာစွဲမှုတွေဒါတွေအရသားတွေပေါ်မှာကျူးလွန်နေတဲ့အပြစ်မှုတွေဒါတွေကရပ်တန့်သွားမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဓိကကိုဟိုအဖြေမရှာနိုင်တဲ့ရွေးကောက်ပွဲလို့ပဲသူတို့မြင်နေတဲ့အတွက်ကြောင့်မို့လို့ဒီပေါ်မှာတော့ ော့တော်တော်လေးကိုပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲအဲနှောက်နှောက်နေတယ်နောက်တစ်ခါကျတော့ဒီဟိုဘယ်လိုပြောမလဲတက်တက်တတနေပေါ့နော်လာတက်တက်ကြွကြွနေဒါကြီးဟိုဟိုလိလာသူပို့ဘူးဘယ်နိုင်ငံကမှတော့ပြောလေပြောဖို့လို့ပေါ့နော်အစင်းသိဖြစ်မနေကြဘူးလို့ကျွန်မမြင်ရပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ခုနဒီရွေးကောက်ပွဲလေးလာဖို့လှုပ်ဖို့လိုကိစ္စတွေမှာတော့ဒီ EU တို့အာဆီယံတို့ဒီမှာဒါသဘောထားတွေကတထက်ထဲမကြနိုင်ဘူးသူတို့ဟိုဘာပဲပြောဟိုဟိုဟိုအရင်2020ရွေးကောက်ပွဲနဲ့ရှင်းလို့ရှိရင်ဒီဒီရွေးကောက်ပွဲအဲစောင့်ကြည့်လေးလာဖို့လှုပ်ဖို့လိုဘောနော်သူတို့မလှုပ်ဘူးလို့လည်းအဲပြောကြတယ် association တွေလိုက်ပေါ့တော်တော်နိုင်ငံတချို့တော့ရှိပါတယ်ဗောနော်နိုင်ငံအနည်းငယ်ကတော့လှုပ်မယ်လို့ဟိုပြောနေတဲ့ဟာတွေလည်းကျွန်တော်တို့ကြားရတယ်အဲ့တော့ individual member states အနေနဲ့ကောဒါ data တွင်စုဖွဲ့မှုတွေနဲ့ဆိုလို့ရှိရင်တော့ကွာခြားမှုတော့ရှိပါတယ်ပေါ့နော်အဲ့အဲ့ဒါအဲ့ဒါအဲ့ဒါလေးကျွန်တော်ဖြည့်ချင်တာ ဟုတ်ကဲ့ဗျာဒါနိုင်ငံတကာအခြေအနေပေါ့နော်ကျွန်တော်ပြည်တွင်းအခြေအနေမေးချင်တာဗျပြည်တွင်းအခြေအနေဆိုတာနှစ်ပိုင်းပေါ့ကျွန်တော်နိုင်ငံရေးစီးရေးနှစ်ပိုင်းရှိမယ်ဘလို့ဆရာရုပ်ကွယ်ကလည်းဆက်စားပြီးတော့အခုအာရုပ်ကွယ်ဒီဇင်ဘာလို့စစ်ကောင်စီကပြင်နေလဲအဲကျွန်တော်ဟိုတော်လိုင်းရာစီတွေအလုပ်ကကွယ်ထားတယ်ဒါမှမဟုတ်အထက်မှဝင်ဖို့ပြင်နေတဲ့လူတွေလည်းရှိတယ်ပေါ့နော် LD Party ဝင်တချို့လည်းဝင်ကြမလားမသိဘူးဒီကွယ်ကျွေးဆိုတော့ရုပ်ကွယ်လုပ်မယ်ဆိုတဲ့ဟာရဲ့ရုပ်ကွယ်ဝင်မယ်ဆိုတဲ့လူတွေပေါ့မလားဘယ်လိုတော်လားရှိအဲကျမတို့ထူး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 မပြောကျင်ပါဘူးပေါ့နော်ဒါနိုင်ငံရေးသမားတွေပဲလေနိုင်ငံရေးသမားဆိုတာအကိုသမိုင်းကိုရေးကြတာဖြစ်တယ်ပေါ့နော်နောက်ဆုံးကြတော့ခုနတီတူကပဲ အဆုံး�ဖြတ်ပေးမှာပဲဆိုတဲ့ခါကျတော့ဟိုနိုင်ငံရေးသမားခုနကစကားပဲပြန်ပြောတင်တယ်ကျွန်မဘာမှမဝေဖန်ခြင်းဘူးဒါကိုရွေးချယ်မှုနဲ့ကိုပဲပေါ့နော်ကိုရွေးချယ်မှုနဲ့ကိုပဲဖြစ်တယ်နိုင်ငံရေးသမားတွေကိုနာမည်ကိုဟိုကိုဘလို့ပြန်မြင်ခြင်းတည်းလဲပေါ့နော်အာမြန်မာနိုင်ငံရဲ့အခုဒီလောက်ဖြစ်ပြက်နေတဲ့အနေနဲ့ထားမှာကောပြည်သူလူထုကကိုပေါ်မှာဘလို့နိုင်ငံရေးသမားလို့မြင်မလဲပေါ့နော်ဆိုတဲ့ဟာကတော့ကိုလုံးတဲ့ပုံမှာပဲအဲဟိုကိုဟိုဘလို့ဘလို့ပြောမလဲကိုသမိုင်းကိုရေးကြမှာပဲလို့ပဲကျွန်မပြောချင်ပါတယ်ဖြေထုတော့မပြောချင်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ ။နောက်မြို့ကျင်တာစီးရေးချင်းလို့ပြောအောင်နော်ကျွန်တော်တို့အခုဟိုရုပ်ကပွဲလည်းပဲဆင်တာပေါ့ရုပ်ကပွဲအကျိုးကလမ်းမှာစကောက်တီးရနေရတော်ရင်းသားထုံးစစ်ပြဆင်ပြီးတော့နည်းနည်းလေးပြေးလို့ရှမ်းမြောက်ပြီးသားတော့ကျွန်တော်ကြောက်ကြောက်မဲဟိုဒီဘောတော့ပါသွားပြီ။နောက်တချို့လိုက်ရတယ်မှာလည်းဟိုဒီဖက်ရောက်ဒီဖက်လည်းနေရာတွေပါတာပဲလေ။ဆိုတော့ကကြတော့အခုဘလို့တချို့ကပြောတာပေါ့အခုစကောက်တီးရထုံးစစ်ဖြစ်တော့ဒီတွန်လိုင်းပြခံစစ်ဖြစ်သွားပြီလို့ပြောကြတယ်ဗျာဘလို့များပြောကြတယ် အဲ့ဒါတော့တတိလုံးအတိုင်းအတာနဲ့ဟိုအဲ့လိုပေါ့နော်ဟိုကောက်ချက်ဆွဲဖို့တော့ခက်ပါတယ်ဟုတ်ပါတယ်တချို့သောနေရာတွေမှာတော့ခံစစ်ဖြစ်တယ်တချို့သောနေရာတွေမှာတော့တိုက်စစ်ဖြစ်နေတယ်လို့ပြောရင်ကပိုမှန်ပဲပေါ့နော်ပိုမှန်ပဲအဲမှန်ပါတယ်ခုနကကျမတို့ ောခဲ့တာရှိတယ်မလားတလိုင်းပြီးတလိုင်းလာမယ်ဆိုတဲ့ဟာမှာလှိုင်းရဲ့သဘောကတော့အနိုင်ငင်အတက်ကြရှိတာပေါ့လေနော်ဆိုတော့အခုအချိန်တွေကတော့ဘာပဲပြောပြောအစီအရေးအချိန်တွေကကြည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာအကြပဲရောက်နေတာမျိုးရှိတယ်ဒါပေမဲ့တချို့သောမြို့တွေပြန်သိမ်းနေတာတွေရှိတာပဲပေါ့နော်ဥပမာကချင်ပြည်နယ်ဘက်လိုဟာမျိုးရခိုင်ဘက်မှာလိုဟာမျိုးတွေပေါ့နော်ဒီတိုက်ပွဲတွေရှိနေတာတော့ရှိတယ်သို့တော့တချို့ပြန်သိမ်းထားတဲ့ဟာတွေလည်းပြန်ပေးလိုက်ရတယ်ပေါ့နော်အခုအချိန်တွေကတော့ဟိုသူမသားကိုမသားနဲ့ contested ဖြစ်နေတဲ့အနေအထားမျိုးကိုပို့ပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့လိုပြောရင်တော့အစီအရေးရပုံမှန်လိမ့်မယ်လို့တော့ကျွန်မမြင်ပါတယ် အဲဆိုတော့တချို့ဝိဖန်တာလည်းရှိတယ်နော်တက်တက်ပြောရမယ်ဆိုရင်ဒီအင်္ဂလိပ်ကြီးကအခုတော့ငါးနှစ်ရှိတော့ပေါ့ကျွန်တော်ငါးနှစ်ကာလငါးနှစ်မှအဲစီးရီးတက်ရဖို့လေငါးနှစ်မှမတက်တဲ့ခါစတော့ဒီဖက်ကဟိုတူလဲရောက်သွားပြီပေါ့ဆိုတော့ကျွန်တော်အင်္ဂလိပ်ကြီးရဲ့ policy ကစီးရီးနဲ့တက်ရလားဆွေးနွေးရလားဆိုမေးရင်ဘယ်လိုများပြောချင်စစ်တိုက်ဖို့လို့ကျွန်တော်တို့ကအထူးထိုးစစ်ပေါ့နော်ဒီတိုင်းဒီလုံးခုခံတွန်းလှန်စစ်ပေါ့လေခုခံတွန်းလှန်စစ်ဆိုပြီးတော့မှ call ခေါ်ပြီးတော့ကိုတွန်းလှန်ခဲ့ကြတာအဲလုံးဆုံးတွန်းခဲ့ကြတာဖြစ်တယ်အဲ့တော့အဲ့ဒါကိုအရင်ကြီးလာပဲကျင်လာခဲ့တာလေနော်တိုက်မယ်ဆိုပြီးတော့အဲ့တော့ပြောချင်တာက ဟို NUG ကစစ်မတိုက်ပဲရက်နေတဲ့ရက်တရက်မှမရှိဘူးလို့ပဲပြောအာဆီယံထိပ်သီးပွဲတက်မိနိုင်ငံကောင်းဆောင်များစီရင်မြန်မာမပါမလေးရှားနိုင်ငံကွာလာလမ်ပူကွန်ဗင်းရှင်းဗဟိုဌာနအောက်တိုဘာ23ရက်မှ28ရက်အထိကျင်းပမည့်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးတက်ရောက်မည့်ကမ္ဘာကောင်းဆောင်များနှင့်ဒေတာတွင်းနိုင်ငံကောင်းဆောင်များစီးရင်လည်းမြန်မာနိုင်ငံပါဝင်ခြင်းမရှိကြောင်း New Straits Times သတင်းဖော်ပြချက်အရသိရသည် ပူပေါင်းပါဝင်မှုနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးကောင်းစဉ်ဖြင့်ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးသည်အဖွဲ့၏တမိုင်းတွင်အကြီးမားဆုံးဆွေးနွေးပွဲတစ်ခုဖြစ်လာမည်ဟုမျှော်လင့်ရပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်ခွင့်ရှိသည်ဟုသတင်းကဆိုသည်လက်ရှိအချိန်ထိတရုတ်သမ္မတရှီကျင်းဖြင့်တက်ရောက်ရန်မတိချာသေးတော့လဲထရန့်အပြင်ကနေဒါဝန်ကြီးချုပ်မက်ကာနီဘရာဇီးသမ္မတလောလဒီဆီလ်ဗာတောင်အာဖရိကသမ္မတဆီရိုရိုင်မာဖိုဆာစိုက်ပရက်သမ္မတနိုက်ကော့စ်ခရစ်စတိုဒူလက်ဒီနီ ဖင်လန်သူများနိုင်ငံကြီးချုပ်ဖက်ရီယောဖို့တို့အပါအဝင်ကမ္ဘာကောင်းဆောင်များပြားတက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ဘရာဇီးနှင့်တောင်အာဖရိကသမရများသည့်အာဆီယံ၏ကဏ္ဍအလိုက်ဆွေးနွေးဖက်တင်များဖြစ်တက်ရောက်မည်ဖြစ်ပြီးစိုက်ပရက်နှင့်ဖင်လန်တို့သည်အပြည့်အဝတွဲဆုံဆွေးနွေးရေးမိဖက်များဖြစ်လာမည်ဖြစ်သည်။ထို့ပြင်ဒေသတွင်းနိုင်ငံများမှအင်ဒိုနီးရှားသမရအိန္ဒိယသူများနိုင်ငံကြီးချုပ်မိုဒီထိုင်းဝန်ကြီးချုပ်အနုတင်ဘရူနိုင်းဘီယင်ဆူဒန်ဟာဆာနက်ဘူကီးယားစင်ကာပူဝန်ကြီးချုပ်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ဗီယက်နမ်ဝန်ကြီးချုပ်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုဂျူနီယာလာအိုဝန်ကြီးချုပ်ဆိုနက်စီစီဖန်တုံနဲ့တီမောလက်စတီနိုင်ငံမှဂျိုးစ်အလက်ဆန်နာဂက်စ်မိုင်ယူရိုပါဝင်သည်အစည်းအဝေးသို့စစ်ကောင်းဆောင်တက်ရောက်မည်ဟုစစ်တပ်အားပေမီဒီယာတချို့၌ယမန်နေ့ကဖော်ပြခဲ့တော်လဲယခုစည်ရင်တွင်ပါဝင်ခြင်းမရှိပေ။ အမှပေါ့လေနော်တော်လိုင်းရေး NUDG ပဲလည်းမဟုတ်ပါဘူးအဲတော်လိုင်းရေးထဲမှာခုနကကျမတို့ပေါ့နော်ဒီထွေထွေထိုးစစ်အဲဒီဒီခုခံတွန်းလှန်စစ်ကျင်ညာပြီးတဲ့နောက်ပိုင်းမှာကိုပဲတောက်လျှောက်ပေါ့နော်အာဒီတိုက်ပွဲတွေဖြစ်နေတာနောက်အဓိကကြားတဲ့စစ်စခန်းတွေအဲဒါတွေကိုဟိုတိမ့်နိုင်ခဲ့တာတိမ့်နိုင်ခဲ့တယ် အဲ့ဒီတက်ခွေတဲ့ကြောင့်မဟုတ်ဘူးလေနော်အားလုံးဝိုင်းပြီးတော့ဒီတိုင်းသားမဟာမိတ်တွေနဲ့ရောတခြားတော်လိုင်းအင်အားစုတွေနဲ့ရောဒပြိုင်နေပေါ့လေအေးဒီထိုးစစ်ဆင်ကြဖို့တိုက်ဒီပေါ့နော်ခုခံတွန်းလှန်စစ်ကိုဆင်နွှဲကြဖို့လို့ဆိုတာကိုကြေညာပြီးမှလုပ်ခဲ့တာပဲစစ်တိုက်တယ်ဆိုတာမြင့်မြင့်တိုက်လို့ရတဲ့ကိစ္စလည်းမဟုတ်ကို့မှာရှိတဲ့အဲဟိုပါပေါ့နော်ဟိုအစွမ်းစားရှိတဲ့လောက်ပဲတိုက်လို့ရတာလေနော်အဲဆိုတဲ့ခါကျတော့စစ်အနိုင်တိုက်ရေးလားဆိုတော့နိုင်ဖို့လို့တိုက်နေတာအဲ့လေနော်ဘာမှရှုံးဖို့လို့စစ်တိုက်နေတာမဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာအန်ယူဂျီကဟိုဒီ9နှစ်ဆိုတာမတိုက်ဖ ೇನೆ နေခဲ့တဲ့ရက်တရားမှမရှိဘူးလို့ပဲကျွန်တော်တော့ပြန်ပြီးတော့ပေါ့နော်ဟိုပြန်ဖြည့်တင်ပါတယ် ဟုတ်ကဲ့နောက်တစ်ခုမြေကျင်တာကကျွန်တော်တို့အခုမင်းနေမှာထူချတာအခုအခုပြီးခဲ့တဲ့လပိုင်းမှာပေါ့နော်ကျွန်တော်တို့ KNU ဥက္ကဋ္ဌနဲ့ AUG တမနာနဲ့ဆွေးနွေးတာတို့ PNP ဥက္ကဋ္ဌနဲ့ဆွေးနွေးတာတို့နောက်ကချင်ဖက်သွားတာတို့ကျွန်တော်တွေ့ရတော့ပေါ့နော်လူတွေရောဆော်ပြီးဆွေးနွေးနေတယ်ပေါ့ဆိုဘယ်လိုများထူချချက်ရှိလဲကြားလဲအစိုးရကလည်းဆွေးနွေးပါတယ်တရင်ထုတ်ပြန်တာမထုတ်ပြန်တာပဲ กว่าတာပေါ့လीเนาะတော့အခုကတော့ဒီကောင်းဆောင်တွေနှစ်ဦးတွေ့ကြတယ်မပြောချင်တာကျွန်တော်တို့ဒီအဲဒီချင်းချင်းနေကြားထဲမှာပေါ့เนาะလက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့စီးရေးနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ရှိရင်ဒါတင်းနေနေတိုင်းတဏ္ဍာမြေမြေနဲ့လုံနေကြတယ်ဆိုတော့သတင်းစကားကိုလူတို့ကိုပေးချင်တာပါဘီဟုတ်ပါမယ်ဆရာကျွန်တော်တို့ဒီလိုတွေ့ကြတယ်အဲသဘောတူတယ်ဘယ်လိုရှိရကောင်းဆောင်ရလို့ရတာတွေမရတာတွေရှိရဒါပေမဲ့ကျွန်တော်တို့သတင်းမထုတ်ပြန်ခဲ့ကြဘူးပေါ့เนาะဒါသတင်းမထုတ်ပြန်မဲနဲ့တွေ့နေတဲ့အခြေအနေတွေအပေါင်းကမနေပါဘူးကျွန်တော်တို့ပေါ့လူကြီးတွေ့ဆုံမှုတွေအဲနောက်ပြန်ခါကျတော့အခုလိုမျိုး online ကနေပြီးတော့ပေါ့เนาะ ကောင်ဒေတီကောင်းဆောင်ကြီးတို့တော့ပြောလို့ရပါတယ်ဗျာနော်ဥက္ကဋ္ဌနဲ့တမရိုင်းတို့လည်းတွေ့ကြတယ်ဆိုတော့ဒါမျိုးတွေလည်းတွေ့ကြတယ်ပေါ့လေဆိုတော့ကျမတို့မှာဒီ institutional relation လည်းရှိတဲ့တလောက်ရှိတယ်ထို့ထူပဲကောင်းဆောင်ချင်းချင်းပေါ့နော်ဒီတွေ့ဆုံမှုတွေလည်းရှိပါတယ်ဆိုတော့ဒီတင်းဒီတင်းစကားကိုပေးချင်တာပါဒီလိုတွေ့နေတယ်ဒီလိုညီနိုင်းဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာပါဟုတ်ကဲ့ဟုတ်ကဲ့အဲဒါတော့ဗျာနီကိုချိုချိုနီကိုချိုကတော့အဲ့တော့ကျွန်တော်တို့အခု၅နှစ်ရှိပေါ့နော်ကျွန်တော်တို့တက်ကွဲခုနပြောတဲ့လေးစင်မနာပဲတက်ကွဲဝင်နေတယ်ဒါပေမဲ့တချို့လည်းအမရောက်ပေါ့နော်အခုတို့စီးရစီးကောင်းကြပါအသာရလာတယ်လို့မြင်နေကြတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တက်ကွဲဝင်နေလဲရက်ဖို့တွေရော အပြည်သူတွေရောထောက်ခံအားပေးနေသူတွေရောအလုံးနောက်ဆုံးပြင်းစကားပေါ့ပြောပြပါဟုတ်ကဲ့အဲတော်လိုင်းရေးအောင်အချင်းကြလာတော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တရက်နှစ်ရက်တစ်လနှစ်လမဟုတ်ဘူးပေါ့နော်အခုဆို၄၅နှစ်တည်းဝင်လာတဲ့အခါမှာဘာပဲဖြစ်ဖြစ်ပြောစိတ်ပန်းလူပန်းဖြစ်ကြမှာပါပဲဖြစ်ကြမှာပါပဲဆိုတဲ့အခါကျတော့ ဲ့တော့ကျမတို့ကကျမတို့ချင်းချင်းပြန်ပြီးတော့ပေါ့နော်နားလည်မှုရှိရှိနဲ့ခွန်အားတွေပြန်ယူကြဖို့လိုတယ်လို့မြင်တယ်နောက်ပြီးတော့အဲခုနကဒီတော်လှန်ရေးကိုပေါ့နော်ဟိုမှန်မှန်ကန်ကန်နဲ့တုံးသက်ဖို့လိုလေလိုတယ်ပေါ့နောက်တစ်ခုကကြတော့ခုစစ်ကောင်စီကကြတော့သူကစစ်နဲ့တိုက်ရုံနဲ့မဟုတ်ဘဲနဲ့ခုနကတည်င်းအတုတည်င်းရောင်နေနောက်ပြီးတော့ psychological warfare ကိုသူတို့တော်တော်လေးတုံးလာတယ်မဟုတ်လေ ေ့ရတယ်ပေါ့နော်အဲ့တော့ကျမတို့ဘက်အချမ်းမှာရှိတဲ့ညင်ညွတ်မှုတွေကိုတို့ထိုးခွဲဖို့အင်းနဲ့အားနဲ့ငွေကြေးရောလူဝင်အားရောဆော့စ်မန်သမားလှည့်ပြီးတော့တုံးလာတာနေကျမတို့တွေ့ရတယ်အဲဒါတွေကိုကျမတို့ဟိုပေါ့နော်ကိုကမှန်တယ်စိတ်အာတော်နိုင်ကြီးကလည်းကြာပြီအန်ယူတီကလည်းစစ်မတိုက်ဘူးလို့ဟိုကိုစိတ်အခန်းထဲမှာလည်းရှိနေတဲ့အချိန်တစ်ဖက်မှာလည်းပဲစိတ်ကောင်းစီကဒီဆိုင်ဝါးတွေနဲ့သွားတဲ့အချိန်မျိုးမှာပေါ့နော်ပျို့လဲခြင်းတဲ့စိတ်တွေဖြစ်လာတတ်ပါတယ်ဆိုတော့တကယ်တကယ်ကကြတော့ကျမတို့ကိုရောက်နေတဲ့နေရာကိုရှိနေတဲ့ resource ပေါ့နော်အော်ဒီလက်ရှိအနေအထားနဲ့ဟိုလွန်ခဲ့တဲ့၄ငါးနှစ်ကနေပြန်ကြည့်လို့ရှိရင်ဒါကျမတို့ကနောက်ပြန်ဆုတ်သွားတာလို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ကျမတို့ဟိုဒီအနေ းမြင့်အတက်ကြဆိုတာရှိပါတယ်။အဲလောဂရမ်မှာတော့မှရှိတာပါသေးတယ်။တော်လှန်ရေးလောဂရမ်ကပိုကျမ်းပါတယ်ပေါ့နော်။ပိုကျမ်းတယ်။အဲ့ဒီလိုကျမ်းတဲ့အခက်ခဲတဲ့အသက်နဲ့ရင်းနေရတဲ့အနေအထားမျိုးတွေမှာကျွန်တော်တို့ဒီထက်ပိုပြီးတော့ယုံကြည်မှုတွေရှိဖို့လိုတယ်။ယုံကြည်ကြည်နဲ့ဒီတော့တော်လှန်ရေးကိုဆက်သွားကြဖို့လိုတယ်။ယုံကြည်ကြည်နဲ့ဆိုတဲ့နေရာမှာဒီတော်လှန်ရေးပေါ်မှာယုံကြည်မှုရှိဖို့လိုတယ်လို့ကျွန်တော်တို့အတူတူတိုက်ပွဲဝင်နေကြတဲ့နိုင်ငံရေးစစ်ရေးပေါ့နော်။အတူတူဆောင်ရွက်နေကြတဲ့ရဲဘော်ရဲဘက်တွေချင်းချင်းကြားထဲမှာလည်းဒီယုံကြည်မှုကလိုပါတယ်။ဆိုတော့အဲ့ဒီယုံကြည်မှုဒါရှိမှတန်းရင်ကျွန်တော်တို့ဒီခက်ခဲဆုံးကာလတွေကိုကြုံလွားနိုင်မှာလို့ကျွန်မအနေနဲ့မြင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအခြေအနေဒီခက်ခဲတွေကိုကျွန်တော်တို့ အတူတူကျော်လာကြတယ်လေ။ကျွန်တော်တို့လူချင်းအတူတူရှိနေတဲ့အဲအန်ယူဂျီကောင်းဆောင်တွေလည်းရှိကြတယ်မြေပြင်မှာထောက်တူကျွန်တော်တို့ online ကနေလည်းဖြစ်စီပေါ့နော်စိတ်ချရေးရရကျွန်တော်တို့ကုတောင်းလို့ဆိုတဲ့နေရာမှာကုတောင်းကိုကိုထိုက်ဆောင်ပြီးတော့တောင်လိုင်းရင်းနဲ့အတူတူရဲဘော်တွေနဲ့အတူတူရှိနေပါတယ်လို့ကျွန်မအနေနဲ့အားပေးချင်ပါတယ်။အားလုံး fighting ပါလို့နော်။